င်္ဂလာပါရှင်တဝဲဝါရှဲတပတ်အတွင်းတင်းနေလိုက်တဲ့တင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမတော့ရှင်ပါအခုတပတ်မှာတော့ဇွန်လ6ရက်ကနေ12ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တင်းနေလိုက်တိုင်းအတွင်းသတင်းတွေကိုတင်ဆက်သွားဖို့ရှိပါတယ်။တင်ဆက်ပေးမယ့်သတင်းတွေကတော့တဝဲနဲ့မြိတ်မှာသွေးလွန်တုပ်ကွေးကြောင့်ကလေးသိဆုံးမှုမြင့်တက်နေတဲ့အကြောင်းကျောင်းနာထားတဲ့ကျောင်းသားတွေကိုကျောင်းပြင်ပပညာရေးစနစ်နဲ့တင်ကြားမှချိအနေအပါအဝင်တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ ဒါအပြင်ဒီအဘက်အတွက်အထူးသတင်းပေးဖို့ချက်အဖြစ်အထင်းကွန်မန့်နေခြင်းပြူမီသွေးဖို့ရေရန်ကားလို့မြေကျွန်းစုကဒီရီတော်တွေကုံတော့မဲ့အကြောင်းကိုရှုစားရမှာဖြစ်ပါတယ်တဝဲမျိုးနဲ့မြိမ်မျိုးမှာသွလွန်တုပ်ကွေးဖြစ်တဲ့ကလေးတွေများနေပြီးတိတ်ဆုံးသူအရေးအတွက်လည်းမြင့်တက်နေပါဗျ။ဒီလိုသွလွန်တုပ်ကွေးဖြစ်ပွားမှုများနေတဲ့အတွက်ပရာဟိတအဖွဲ့တွေနဲ့စစ်ကောင်စီကျန်းမာရေးဝန်ထမ်းတွေကချင်းစီဖြန်းတော့ပိုးလောက်လန်းသိစေတဲ့အပိတ်စည်းခတ်တာတွေလည်းလုပ်နေကြပါဗျ။ တည်င်းအပြည့်စုံကိုတော့ဒဝေဝရှိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။ဒဝေမျိုးနဲ့ပေမျိုးမှာသွေးလွန်တုတ်ခွေးဖြစ်တဲ့ကလေးတွေများနေပြီ။တိတ်ဆိုးသူအရေးအတွက်လည်းမြင့်တက်နေပါတယ်။ဒဝေမျိုးရှိဆေးတွေမှာလည်းသွေးလွန်တုတ်ခွေးကူးဆက်ခံထားရတဲ့ကလေးလူနာတွေများနေပြီ။ဂျွန်လ6ရက်နေ့ကကလေးနှစ်ဦးထမှန်သိဆုံးသွားပါတယ်။ဒဝေမျိုးတောင်ကိုရက်ွက်မှာနေတဲ့အသက်9နှစ်အရွယ်မိကလေးတဦးနဲ့ မြို့တင်ငါးလမ်းမှာနေတဲ့လေးလာသားအရွယ်ယောက်ျားလေးတို့တိတ်ဆုံသွားတာပါအဲ့ဒီကလင်ငယ်နှစ်ဦးစလုံးဟာတဝယ်ပြည်သူစေဦးကြီးမှာဈေးကူတာမှုခံယူနေချိန်တိတ်ဆုံခဲ့တာလို့ဆိုပါတယ်တဝယ်မျိုးရှိပြည်သူစေဦးနဲ့ပုဂလိကစေဦးတွေမှာလေသွေးလုံးတုတ်ကွေးယောဂာနဲ့ဈေးဥတဲ့ကူတာနေရတဲ့ကလေးလူနာတွေများပြားနေတယ်လို့ကိုယ်တိုင်မြင်ခဲ့တဲ့ဒေတာကန်တူကပြောပါတယ် ။တင်းလို့တော့ကွေးလို့နာကတခါလုံးပြည့်ပဲ။တဲဟုတ်စင်းကစင်းရဲ့တဲဟုတ်တလာလိုက်နဲ့ခလေးကုသဆမကတဲ့လို့တော့မရှိဘူး။တဝဲမှာမိုးရသည်စားတဲ့မေလတတရပကစားပြီးသွေးလုံးတုတ်ကွေးဖြစ်ပွားမှုမြင့်တယ်နေတာဖြစ်ပြီးမေလ20ရက်ကနေဂျွန်လ6ရက်နေ့ထိသွေးလုံးတုတ်ကွေးရောဂါနဲ့ဒဝဲစေအိုကြီးမှာသိဆိုးတဲ့ကလင်ငါဝအထိရှိလာပြီးဖြစ်ပါတယ်။ဘေးမြူမှာလည်း သွေးလွန်တိုကွေးယောဂါနဲ့တိတ်ဆိုးတဲ့ကလေးနှစ်ဦးထဲအမနေရှိလာတယ်လို့ဆိုပါတယ်။ဘေးမျိုးတောင်မျိုးရက်ကွက်ကအသက်၄နှစ်ကျော်အရွယ်ယောက်ျားကလေးတဦးမေလ23ရက်ညကတိတ်ဆိုးခဲ့တယ်လို့နောက်တည့်ရက်မှလည်းတန့်ပြင်းရက်ကွက်ကအသက်၃နှစ်အရွယ်မိန်းကလေးတဦးသွေးလွန်တိုကွေးယောဂါနဲ့တိတ်ဆိုးခဲ့တယ်လို့နိုင်ကူညီမှုအသင်းဝင်တွေစီကတီးရပါတယ်။ ွင်းလောင်တုတ်ကွင်းတော်ရည်နေနဲ့ကျွန်တော်တို့ကူညီပေးတာကတစ်လောင်းနဲ့ဝတ္တတကအဖွဲ့ကကူညီတာတစ်လောင်းရှိတယ်။ကျွန်တော်သိတာကတော့နှစ်လောင်းရှိပြီ။ဂျန်တာက လူမသိတာလည်းရှိမယ်။ကလေးတွေကတော့သွင်းလောင်တုတ်ကွင်းလက္ခဏာနဲ့ဆေးရုံစခန်းတွေမှာရောက်နေကြတယ်။ဒီလိုမျိုးသွင်းလောင်တုတ်ကွင်းဖြစ်ပွားမှုများနေတဲ့တွေ့ပရာဟိတဖွဲ့တွင်နဲ့စကောင်စီဂျမားရေးဝန်ထမ်းတွေကချင်းစေးဖြန်တာပိုးလောက်လန်းသေးသေးတဲ့အပိတ်စိတ်ခတ်တာတွေလုပ်နေကြပါတယ်။ အာနာသိန်းကာလာအတွင်း၃နှစ်ဆက်တိုက်ကြောင်းနာထားတဲ့ကျောင်းသူကျောင်းသားတွေကိုကျောင်းပြင်ပပညာရေးစနစ်နဲ့တင် जा မယ်လို့တိုင်းပညာရေးမှုယုံနဲ့ဒူဝဲမြို့နယ်ပညာရေးမှုယုံစီကသိရပါဗျ။တည်င်းအပြည့်အစုံကိုဒူဝဲဝရှိုင်းဒေါ်တာတူကပြပြပေးသွားမှာပါရှင်။အာနာသိန်းကာလာအတွင်း၃နှစ်ဆက်တိုက်ကြောင်းနာထားတဲ့ကျောင်းသူကျောင်းသားတွေကိုကျောင်းပြင်ပပညာရေးစနစ်နဲ့တင် जा မယ်လို့တိုင်းပညာရေးမှုယုံနဲ့ဒူဝဲမြို့နယ်ပညာရေးမှုယုံစီကသိရပါဗျ။ အသက်၁၀နှစ်ကနေ၁၄နှစ်အထိကျောင်းသူကျောင်းသားတွေကိုမူလာတဲ့အဆက်သတ်မှတ်ပြီး၁၈နှစ်အရွယ်အထိကိုတော့အလဲတဲ့အဆက်သတ်မှတ်တင်ကြားမယ်လို့ဆိုပါရစေ။မူလာတန်းမှာ grade 1ကနေ grade 3အထိကို level 1လို့သတ်မှတ်ထားပြီး grade 4နဲ့ grade 5ကိုတော့ level 2ဆိုပြီးသတ်မှတ်ထားတယ်လို့ပြောပါရစေ။ဒါပေမဲ့အတန်းပြင်းမြောက်မှုသတ်မှတ်ချက်သေးစိတ်ကိုတော့တိတိကျကျမသိရသေးဘူးလို့ဆိုပါရစေ။ လက်ရှိမှာကျောင်းပြပပညာရေးနဲ့သင်ကြားဖို့အစည်းအဝေးတွင်ထားတဲ့ကျောင်းသူကျောင်းသား300လောက်ရှိနေပါတယ်။တိုင်းပညာရေးမှုရုံတာဝန်ရှိသူတို့ကတော့ကျောင်းပြပပညာရေးကိုဇူလိုင်လ1ရက်နေ့မှာမူလတဲ့အစစ်ကိုဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီးအလန်နဲ့အစစ်ကိုတော့ဩဂုတ်လ1ရက်နေ့မှာဖွင့်လှစ်သင်ကြားသွားမယ်လို့ဆိုပါတယ်။ကောင်းတဲ့စက်တိုက်ចောင်းလာပြီးအခုနှစ်မှចောက်ပြတ်အပ်ထားသူတွေကိုအခြေခံပညာသင်ကျောင်းတွေမှာចောက်အပ်လက်မခံပဲ ကျောင်းပြပပညာရေးနဲ့တင်ကြားပေးမဲ့ဆိုလိုအုတ်ထိုင်းသူမိဘတွေကစောက်ဆိုင်နေကြပါတယ်။ယခုပညာသင်တဲ့အတွက်တနေတားအတိုင်းထဲကအခြေခံပညာကျောင်းတွေဘိုးတော်ကြီးတင်ပညာရေးကျောင်းတွေနဲ့ပုဂ္ဂလိကကျောင်းတွေမှာကျောင်းအပ်နတ်ထားသူ3900ကျော်ရှိတယ်လို့တိုင်းပညာရေးမှူးရုံးရဲ့စာရင်းအရသိရပါတယ်။တနင်္လာရီမျိုးနယ်ထက်ကစစ်ပေးရှောင်တွေအတွက်ရာနာယောဂကုသဖို့စီဝါအလဲတကူမရတဲ့အတွက်အခက်ကြုံနေရပါတယ်။ ၊ညောင်ပင်ကွင်း၊ထုံမခါ၊ကြောင်မီချောင်း၊တဘောလိတ်ငယ်၊ကျိန်ချောင်းစားတဲ့ကျေးရွာတွေကစစ်ပေးဆောင်ပြည်သူတွေရာနာအဖြစ်များနေကြတာလို့စစ်ပေးဆောင်အရေးကူညီနေသူတွေကပြောပါတယ်။ညာဘေကွင်းရောက်ခန်းနေအပါအဝင်အခြားရောက်ခန်းတွေကပြီးခဲ့တဲ့နှစ်အောက်တိုဘာလနှောင်းပိုင်းကလေးကဆစ်ဆောင်နေရပြီးတုံးရင်မလောက်လို့ရာနာဖြစ်သူများလာတာလို့ဆိုပါတယ်။ သူတို့စစ်ဘေးရှောင်နေရတဲ့နေရာတွေအပါအဝင်တင်းနှင်းထိုင်မြို့နယ်ထဲကကျေးရွာအများစုကိုစစ်ကောင်စီကစေဝါတည်ဆောင်ခွင့်ကတ်သက်ထားတဲ့အတွက်ရားနာကူတာဖို့စေဝါအခက်ခဲကြုံနေရတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ်။အဲ့ဒီဒေတာတွေမှာစေခမ်းမရှိတဲ့အတွက်တော်လန်ရေးတက်ကစေးမှုတွေလာတဲ့အချိန်မှာပဲစေကူတာခွင့်ရကြတာပါတော်လန်ရေးတက်စေးအဖွဲ့ကပေးခဲ့တဲ့ရာနာအတွက်တောက်စေးနဲ့လိန်စေးကလည်းအချိန်နှစ်ပတ်အတွက်ပဲရပြီးရောဂါမပြောက်သေးရင်စေးအဖွဲ့နဲ့ဆစ်ဆောင်ကူတဲ့အဖွဲ့တွေလာတဲ့အချိန်အထိဆောင်ရလိမ့်ရှိတယ်လို့ဆိုပါရရှင် အာဏာသိမ်းပြီး၄နှစ်ကျော်လာချိန်မြင်းမြို့မှာရှိတဲ့လူအသွားလာများတဲ့နေရာတွေနဲ့လမ်းတွေမှာငွေကြေးတောင်းရတဲ့ကလေးငယ်တွေနဲ့အလှခံအဖွဲ့တွေပုံများလာပါတယ်။မြစ်ကန္နာလန်းလိုလူအသွားလာများတဲ့နေရာတွေမှာအသက်၁၀နှစ်ကျော်အရွယ်ကလေးငယ်တွေတောင်းရတာနဲ့အကြောင်းမျိုးမျိုးပြပြီးအလှခံနေတဲ့အဖွဲ့တွေပုံများလာတာလို့မြို့ခံတွေကပြောပါတယ်။အာနာမသိန်းခင်ကဆိုရင်တောင်းရက်နဲ့ကလေးတဦးစနှစ်ဦးစရှိပေမဲ့လက်ရှိမှာတော့ဆယ်ချီအထိများလာတာလို့ဆိုပါရစေ။ လူသွားလာများတဲ့ဈေးတွေလှေစိတ်တွေနဲ့လက်ဖက်ရည်ဆိုင်တွေမှာလည်းတောင်းရမ်းနေတဲ့ကလေးငယ်တွေပိုတွေ့လာရတယ်လို့ပြောပါတယ်။ဒါအပြင်အလှခံလို့အမိတက်အကြောင်းမျိုးမျိုးပြပြီးလိုင်းလံအလှခံနေတဲ့အဖွဲ့တွေလည်းပေါ်များလာတယ်လို့မြို့ခံတွေကဆိုပါတယ်။စကောင်စီရဲ့ကံယူရန်တိုင်းစစ်ဌာနချုပ်တည်ရှိတဲ့မြေမျိုးမှာခိုးမှုလူရင်မှုနဲ့ဖောက်ထွင်းမှုတွေလည်းခက်ဆစ်စိတ်ဖြစ်ပွားနေပါရဲ့ရှင်။တပတ်အတွင်းသတင်းတိုးတွေကိုနားဆင်ခဲ့ရတာပါ။ ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့အထင်းကွန်မန့်နေချင်းပြူးမီသွေးဖို့ရရန်ကားလို့မြေကျုံးစုကဒီရောတွေကုံတော့မဲ့အကြောင်းကိုတော့ဒိုဝက်ဝိုင်းဒေါ်တာတူကပြပြပေးသွားမှာပါရှင်။ပြူးမီသွေးလို့ဆိုလိုက်ရင်ရိုးရိုးတော်မီသွေးတွေထက်ဈေးကြီးပေးဝရလေးရှိပေမဲ့တာရှိအသုံးခံတဲ့အတွက်လူကြိုက်များလာပါတယ်။မီးတောက်အားကောင်းတာပြကြနေတာတာရှိခန္ဓာတွေကြောင့်ဈေးကြီးပေးဝရလေးရှိတာပါ။ဒီလိုအချက်တွေကြောင့်နမဲကြီးတဲ့ပြူးမီသွေးကို ဒီတော့ရောက်တဲ့နေရာတွေမှာပေါက်လေးရှိတဲ့ဘျူးချစ်တောက်ဘျူးအုပ်ဆောင်ဘျူးရွှေဝါတမဲ့ကြီးကျနလမဲစတဲ့ဒီတော့အပင်တွေကို ဖောက်ပြီးမိသွေးထောက်လုပ်ကြတာပါမိုင်ပေါင်း900လောက်ရှိတဲ့ကံယူရန်းကိုပိုင်ဆိုင်ထားတဲ့တနင်္သာရီတိုင်းကကမြိတ်ခရိုင်နဲ့ကော့တောင်းခရိုင်တွေမှာဒီတော့မိသွေးကိုအဓိကထောက်လုပ်ကြပါတယ်မြိတ်ကျွန်းစုဒေသခံတချို့ကတော့ဒီရော်မိသွေးဖောက်တာကိုခေတ်ဆက်ဆက်ကလေးကအသက်မူဝမ်းကြောင်းအဖြစ်လောက်ကင်လာကြတာပါ ကျောင်းစုမျိုးနဲ့ကော့စရာကျေးရွာအုပ်စုကအသက်90အရွယ်ဥပမောင်ကလည်းဒီရောမိသွေးလှုပ်လာတာ25နှစ်ရှိပြီဖြစ်ပါတယ်။ဥပမောင်မှာမိသွေးဖို့အကြီးအသေး10လုံးရှိပြီးတလကိုဒီရောမိသွေးပိတ်တာတစ်ထောင်လောက်ထွက်ရှိတယ်လို့ဆိုပါတယ်။မိသွေးဖို့10လုံးအတွက်လိုအပ်တဲ့တစ်ကုန်ချမ်းကို နီးစက်ရဒီရောတွေမှာလိုက်ခုတ်လေးရှိတာပါ။အခုတော့မိသွေးဖုတ်ဖို့ကုန်ချမ်းအတွက် ဒီရောအပင်နေရှားလာလို့ဥပမောင်တယောက်စိတ်ညစ်နေပြီဖြစ်ပါတယ်။အာနာသိမ့်ရဲ့နောက်ပိုင်းမိသွေးဈေးကောင်းလာတာနဲ့မိသွေးဖောက်သူများလာတာဗရမ်မရာခုတ်လှဲလာတာတွေကြောင့်ဒီရောအပင်နေရှားပါကုန်ပြီလို့ဆိုပါတယ်။ရှားပွေစားတော့နေကြတဲ့သူတွေလည်းများလာတယ်လေ။တဖြည်းဖြည်းရှားပါလာတာပေါ့။ဘာကြောင့်လဲဆိုတော့တိတ်ခုတ်မိသွေးဖုတ်နေတဲ့သူတွေကအများစုလေ။ဒီရောတယ်ဆိုတာဘယ်လိုခံနိုင်မှာတော့။ဟိုလူခုတ်ဒီလူခုတ်လို့နဲ့ကြာလာတော့မြို့တုံးလာရောပေါ့ကွယ်။ ဒီရောဧကထောင်ပေါင်းများစွာပိုင်ဆိုင်ထားတဲ့မြိတ်ကျုံးစုဒေတာမှာမိသွေးဖောက်သူများလာတာကလည်းအကြောင်းရင်းများစွာရှိနေပါတယ်။2018ခုနှစ်စီရင်ရတမင်းသားကြီးတိုင်အတွင်းဒီရောဧက6သိန်းကျော်ရှိရဲလို့ဒီရောနဲ့ပတ်သက်တဲ့အချက်လက်တွေကိုဖော်ပြနေတဲ့မြန်မာ ecosystem website မှာဖော်ပြထားပါတယ်။မိသွေးဖောက်သူများလာတာကဈေးကောင်းရလာတဲ့အပြင်အဓိကကျတဲ့အခြားအကြောင်းရင်းတစ်ခုကလည်းရှိနေပြန်ပါတယ်။ အဲ့ဒါကတော့ငါးဖမ်းလှေတွေကိုစစ်ကောင်စီရေတက်ကတင်းတင်းကြပ်ကြပ်စစ်ဆေးပြီးဖိနှိပ်အနိုင်ကျင့်လာတာကြောင့်ရေလုံသားတွေဟာပင်လယ်ငါးဖမ်းအလုတ်ကိုဆွတ်လွတ်လိုက်ကြပြီးမိသွေးဖုတ်တဲ့အလုတ်ကိုပြောင်းလုလာကြပါတယ်။ပင်လယ်ကမ်းဆက်ကဥယျာဉ်ခြံတွေထဲမိသွေးဖုတ်တဲ့အလုတ်ကစစ်ကောင်စီရေတက်နဲ့ထိတွေ့ဆက်ဆံစရာမလိုတဲ့အတွက်ပြောင်းလုလာကြတယ်လို့ဗုတ်ကင်းမြို့နယ်ကံမော်ကြီးရွာကကိုဘခက်ကပြောပါတယ်။အခုရေလုံငန်းက ပင်လယ်တဲထွက်ခြင်းနဲ့ထွက်လို့မရဘူးပင်လယ်တဲထွက်ရင်စစ်စင်းမင်းမြတ်ထူတယ်ရေလက်တွေကတွင့်ရင်စစ်စင်းမင်းမြတ်ရင်ကိုပြောတာကိုသူတို့ကတမျိုးထင်မိသွေးဖောင်းပဲဝင်ဖုန်နေကြတော့တာမိသွေးဖောင်းလို့ရင်ဘဲမောက်သွားစရာမလိုဘူးကိုအိုးရင်တည်းမှာကိုပင်လယ်မြင်ထွက်ရင်အရင်ကလိုမလွတ်လပ်ဘူးလေဒါကြောင့်မိသွေးဖုတ်သမောင်ပုံများလာတာဒီလိုအခြေအနေတွေကြောင့်ဒီရောအပင်တွေလည်းရှာပါလာပြီးလက်ကောက်ဝတ်အရွယ်အပင်ငယ်တွေကိုပဲရသလောက်လိုက်ခုတ်နေရတယ်လို့ကိုဘခတ်ကဆိုပါတယ် အာနာမသိန်းခင်ကဆိုရင်မြိတ်ကျွန်းစုဒေသမှာရှိတဲ့ဒီရတော်အချို့ကိုထိမ့်သိမ့်ဖို့အတွက်ဆိုပြီးအစုအဖွဲ့ပိုင်းတက်တော်အဖြစ်သတ်မှတ်ထားခဲ့ပါတယ်။တနင်္လာရီတိုင်းထဲမှာဆိုရင်ဒီရတော်ထိမ့်သိမ့်ဖို့အတွက်မြို့နယ်အများစုမှာဧကထောင်ပေါင်းများစွာကိုကျိုးပြင်ကာကွယ်တော်အဖြစ်သတ်မှတ်ထားတာပါ။ကျိုးပြင်ကာကွယ်တော်အဖြစ်သတ်မှတ်ထားတဲ့ area အတွင်းတစ်ထုပ်ယူတာတာငါဖမ်းဆီးတာတွေကို တားမြစ်ထားပြီးဖောက်ဖျက်ရင်တက်တော်ဥပဒေအရရေးယူလေးရှိပါတယ်။ ီလိုသတ်မှတ်ပြီးဒီရတော့ထိမ့်သိမ့်တဲ့ area အဖြစ်လှုပ်ဆောင်ခဲ့ပေမဲ့အာနာသိမ့်ရဲ့နောက်မှာတော့လက်ပေးလက်ယူမှုတွေနဲ့ထင်းနှိုင်းကျဲနေကြတယ်လို့88ငြိပွင့်တယန်ဇာတနဲ့တဘာဝပတ်ဝန်းကျင်ရေးရာတာဝန်ခံလဲဖြစ်ပြီးအစိမ်းရောင်ကွန်ရက်မြိတ်ကျွန်းစုရဲ့ founder နဲ့ excited writer တူဖြစ်တဲ့ဥပိုအင်ကပြောပါတယ်အာနာသိမ့်ပြီးနောက်ပိုင်းမှာအကုန်လုံးကစီးပစ်ဖြစ်လာတယ်ပေါ့နော်ဘလို့တဲ့လဲရှားပါလာတယ်နောက်တော့ဒီအဲ့ဒီတော့ဟောကို အပေးယူနဲ့ဌာနဆိုင်ရာနဲ့အရင်တည်းတည်းတူနဲ့နောက်ပြီးတော့ဒီဟိုအလူတော်ကြီးအနေနဲ့ပေါင်းပြီးတော့ဒီမိတွေထုတ်တဟာတက်တက်ခုတ်တဲ့ဟာညားလာတယ်ပေါ့သိရတယ်ပေါ့နော်။ဘာလဲလဲဒီအနာသိရဲ့အနာသိပြီးနောက်မှာဥပဒေစိုးမှုမှုကပုံပြီးမရှိတဲ့ဟာညားလာတော့ဒါပြုတ်လို့ရတယ်ဒီလိုအခြေအနေတွေအပြင်သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားဆောင်ရွက်နေသူတွေလည်းစစ်ကောင်စီရဲ့ဖမ်းဆီးတာမခံရအောင်တိန့်ရှောင်နေကြရတဲ့အတွက်ပိုလို့တောင်အထင်းကော့မဲ့သွားတယ်လို့ဆိုပါရ အာနာသိန်းသည်ထိန်ကုတ်သူမရှိဖြစ်လာတဲ့အခင်းကျင်းတွေကြောင့်ဒီရောပင်လေးပြုံးပြီးလာပြီးတဘာဝဂေယစနစ်ပြက်စီးတာတာငါရှားပါလာတာတွေအပြင်ယာတိဥဒုပြောင်းလဲမှုဖြစ်စဉ်တွေပါကြုံလာရပြီးဒေသခံအများစုရဲ့လူမှုစီးပွားဘဝတွေထိခိုက်နစ်နာလာတယ်လို့ဥပုပ်အင်ကပြောပါတယ်။ယာတိဥဒုပြောင်းလဲဖြစ်စဉ်ကဖြစ်ရတဲ့ဟာစီးပွားရေးလူမှုရေးအကုန်လုံးဟာထိခိုက်နစ်နာမယ်အပိုင်းတွေရှိလာမယ်ပေါ့။တာငါတွေရှားပါလာတာဖြစ်လာမယ်။ဒီဒေသမှာမှာဒါဝက် အဲ့ဒီဒီတော့ပဲမိခုနေရတဲ့သူတွေရဲ့ဟိုဟာစောင်းဝင်နေရလည်းပဲဟိုနောက်ပိုင်းကဒီဘီယားစနစ်ပြောင်းတဲ့အတွက်ကျွန်တော်တို့ရှားပါလာတာလို့ဖြစ်နိုင်တယ်ပေါ့နော်ဒါကလည်းပဲကျွန်တော်တို့တရားစွာတတိစွာသိတဲ့ဟာအဲမှာပါလဲပေါ့နော်ပုတ်ပြင်းမြို့နယ်ကမ္ဘောဒီးယွာကကိုဘခက်ကလည်းဥပိုအင်ရဲ့ထောက်ပြပြောဆိုမှုကမှန်ကန်တယ်လို့ဆိုပါတယ်အာနာမသိန်းခင်ကဆိုရင်ဒေတာခန်တွေဝန်းစာရေးအတွက် ရှာပွေစားတော့လေးရှိတဲ့ကနန်းခီယူငားတွေပေါများလေးရှိပေမဲ့ လက်ရှိမှာတော့ဒီရော်တွေကိုမှီခိုနေတဲ့ရင်းနှီးသက်သွားတွေရှားပါလာတယ်လို့ပြောပါတယ်။အရင်ကလည်းတိတ်မပေါ်ဘူး။ငါးသားတွေကစာမရှိတော့ဘူး။ကြောင်း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 တွေပါ။တစ်ပင်တွေခုတ်ပြီးလှဲပြစ်ကြတော့တဲ့ရပုတ်တွေနဲ့တဲ့ရပုံကြီးဖြစ်နေတော့ငါးသားတွေလည်းမခိုတော့ဘူး။အရင်ကရှိခဲ့တဲ့နေရာတွေမှာခရုတွေရှိတဲ့နေရာမှာတော့မရှိတော့ဘူး။အရင်ကဆိုရင်ကျွန်တော်တို့စီမှာဆိုရင်တအားပဲ။ကြောင်း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 မှာခဏငယ်စဉ်းသွားရင်ဘာစားမလဲလို့တော့ရှိတယ်။ ဒီလိုဥပဒေမဲ့ brand bra ဖြစ်နေတဲ့အချိန်မှာဒေါ်လာရေးအဖွဲ့အစည်းတွေကသက်ဆိုင်ရာနယ်မြေတွေမှာရှိတဲ့ data ခံလေးကိုအသိပညာပေးတာတွေလှုပ်ဆောင်တင်တယ်လို့လဲဥပိုအင်ကအကြံပြုပါတယ်။တနင်္လာနေ့တိုင်းထဲမှာရှိတဲ့ဒေါ်လာရေးတက်တွေကဒီရောရှိတဲ့ data တွေကိုလည်းထိမ့်ချုပ်စိုးမိုးထားတာရှိပါတယ်။ဒေါ်လာရေးပြီးသွားလို့ရှိရင်ဘာမှထုတ်သုံး လူဆုံးဟိုတော့ယူစရာပြန်စားတာလည်းမရှိတော့ကြာသူဂေဟာစနစ်တွေလည်းပြည်ပြီးတော့ဖြစ်နေမဲ့အစားဒီခုတည်းကနေပြီးတော့အတိတော့အတိတိရှိရှိနဲ့ကျွန်တော်အတိပညာပေးလုပ်ငန်းတွေလည်းကျွန်တော်လို့ဆောင်ရွက်ဖို့လုပ်တယ်ဆိုတော့ပြောချင်ပါတယ်ခင်ဗျာလက်ရှိမှာတော့လူတွေရဲ့စာဝတ်နေရေးအတွက်ဖြည့်ဆည်းပေးနေရတယ်လို့ရာသီဥတုပြောင်းလဲမှုတဘာဝဘေးတွေကို ကာကွယ်ပေးထားတဲ့ဒီရတော်တွေကအာနာသိမ့်မှုနဲ့အတူ လုံပါပါလာပြီဖြစ်ပါတယ် ဒါပေမဲ့အာနာရှင်စနစ်ကိုတွန်းလှန်တိုက်ဖြတ်မဲ့အဖွဲ့အစည်းတွေကတော့အာကောင်မောင်းတန်ဖြစ်လာပြီးမဲ့တဘာဝဂေယစနစ်ကိုဖျက်ဆီးနေတာတွေကိုတော့ရက်တက်နိုင်စွမ်းမရှိသေးကြောင်းပါရှင်။ Toyota Shine တို့သားတွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကို ရှုစားခဲ့ရတာပါ။နောက်ဘက်တွေမှာလည်းတင်းနှိုင်းတိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။